ကဲလိုင်းပေါ်မှာရှိကြတဲ့ဒုတိယမိတ်ဆွေများအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ဒီညနေ၄နာရီခွဲမှာတွေ့ရှိမယ်ကဏ္ဍလေးလေးကိုကျွန်တော်ရရှိတာတဲ့ကဏ္ဍလေးလေးကိုမိတ်ဆွေလူကိုချပြပြီးမှဖြစ်တယ်အဲဒီကြောင့်မို့မိတ်ဆွေလူအနေနဲ့လိုင်းပေါ်ကိုကျွန်တော်ဒီနေ့ကိုကျွန်တော်နဲ့အတူကျွန်တော်ရဲ့ like လေးကိုပြီးဆုံးနိုင်အောင်ဝင်ရောက်ကြည့်စုပေးစေခြင်းနဲ့ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီညနေမှာရရှိတာတဲ့ကဏ္ဍလေးကနဲ့ကျွန်တော်မိတ်ဆွေလူကိုချပြပြီးမှဖြစ်တယ် အားကြောင့်မလို့မိတ်ဆွေတူတယောက်ချင်းကိုသူကျေးဇူးတင်စီပါတယ်အခုဝင်ကြည့်နေကြတဲ့မိတ်ဆွေတွေအပန်းမကြည့်ဘူးဆိုရင်ကျွန်တော်ရဲ့ like လေးကိုလည်း like share လေးနဲ့ကူညီပေးပါအပေါင်းလေးနဲ့လက်မလေးနဲ့အသေးလေးလေးနဲ့ပေးသွားကြနော်ဟုတ်ကဲ့အားကြောင့်မလို့ကျွန်တော်ဒီညနေ၄နာရီ30မှာတက်ရှိမဲ့ဗနားလေးလေးကိုမိတ်ဆွေတို့ကိုကျွန်တော်ချပြပေးမှာဖြစ်တယ်ကဲအဲလိုက်ဘုံနေရ ီကဒန်းလေးတွေကိုချမပြခင်ဒီမှာမိတ်ဆွေတွေကိုကျွန်တော်တက်တူဒီတက်ဆာကြီးပြီးပြတာရှိတော့အကွက်30လူအကွက်30တွေကဘယ်နှကွက်ထပ်သွားပြီးကြည့်အောင်အကွက်30တွေက23ထပ်သွားပြီးဒီကနေ့85ထပ်သွားပြီးနော်အခုကျွန်တော်ပြီးခဲ့အခု3ချိန်ပေါ့မနေ့က2ချိန်ဒီကနေ့မနေ့စေး2ချိန်လဲဆို3ချိန်မှာ2ချိန်ထွက်သွားပါပြီเนาะဒီအခွက်30တွေက ဟုတ်ကဲ့အားကြောင့်မို့မိတ်ဆွေတို့တူပြီးဟိုမတက်တက်မတက်တက်မချက်တက်ပါဘူးဆိုတော့မိတ်ဆွေကြီးဒီအကွက်30ဟူမိတ်ဆွေတို့အနေနဲ့ဒီအကွက်30ဟူထိုင်တော့နေမယ်ဆိုရင်လည်းတပတ်ကိုကျွန်တော်30နော်အာမခံလို့ရတယ်နော်ဟုတ်ကဲ့ကဲအားဆိုရင်အချင်းကြတယ်ကျွန်တော်ဟိုနေ့ကြည့်啊ပထမဆုံးအနေနဲ့မိတ်ဆွေတို့ကိုကျွန်တော်နောက်ပိတ်ကလေးတစ်လုံးကိုကျွန်တော်အရင်ချပြပြီးမှဖြစ်တယ်အားကြောင့်နောက်ပိတ်ကလေးတစ်လုံးကို ကျွန်တော်ကြည့်ကြအောင်ကဲနောက်ပြီးဇီရိုတလုံးကြည့်ကြမယ်ဆိုတော့ကျွန်တော်ကဒီရဲ့နှိကဲတစ်ကဲနှိကဲဒီသုံးလုံးပေါင်းကြပါရမယ်လို့ဆိုလို့နှိတဲ့ဒီသုံးလုံးပေါင်းကြီးကဒီသုံးလုံးပေါင်းကြီးကကျွန်တော်တို့ငားလို့ရမှာဖြစ်တယ်ဒီသုံးလုံးပေါင်းကြီးနှိကဲတစ်ကဲနှိကဲဒီသုံးလုံးပေါင်းကြီးကဘာရမလဲလို့ဆိုလို့ဒီရဲ့နှိကဲတစ်ကဲ ဒီလိုမုံကြီးဟာကျွန်တော်ငားလို့ရမှာဖြစ်တယ်ဟုတ်ကဲ့အဲ့ငားဟူတဲ့ဒီကြလေးကြည့်ပြပါဒီသုံးလုံးမောင်းကြီးငားဖြစ်လို့တဲ့ဒီသုံးလုံးမောင်းကြီးကလည်းငားဖြစ်ပြီးသားပဲပဲတဲ့ဒီသုံးလုံးမောင်းကြီးငားဖြစ်ပြီးအောင်ဆိုဒီမှာတစ်တစ်စီတော့ငားဖြစ်အောင်ကျွန်တော်တို့ကသုံးတော့ပြီကိုထည့်ပြရပါတယ်ဟုတ်ပြီအားလုံးရှင်နောက်တစ်မျိုးဆက်ကြည့်အောင်နောက်တစ်မျိုးဆက်ကြည့်ရပါဆိုတော့ဒီသုံးလုံးမောင်းကြီးက ခွန်ရတက်ကဲရှိကဲဒီတို့လုံးမောင်းညာပါရမလဲခွန်ရတက်ကဲရှိကဲတို့လုံးမောင်းညာရှစ်လို့ရတယ်အဲ့လိုခွန်ရတက်ကဲရှိကဲဒီတို့လုံးမောင်းညာ6ရတယ်မျိုးဆိုလို့ sorry မှားပါတယ်နော်ဒီတို့လုံးခွန်ရတက်နဲ့ပေါင်းတော့ရှစ်ရှစ်ကိုရှစ်နဲ့ပေါင်းတော့6 6လို့ရတယ်အဲ့6လို့ရတဲ့အတွက်တဲ့ကျွန်တော်ကဒီတို့လုံးက6ဖြစ်ပြရမယ်ဆိုရင်ကျွန်တော်က3အပိတ်ကိုထည့်ပြရပါတယ်တဲ့ဒါမှဒီ6ကိုဒီ6လို့ရပြီ ဟုတ်ပြီအဆိုရင်ကျွန်တော်ဒီကနေ့ညနေမှာဒီ300ဒီ6ကဒီ300ဒီ300မောင်းညဘာရမလဲကိုပိုတတ်ဟုတ်ကဲ့ဒီ300မောင်းညဘာရမလဲ306က300ဒီ300မောင်းညဘာရမလဲ306မှာကိုကို300တောင်းရင်ကျွန်တော်ကနှစ်လို့ရမှာဖြစ်တယ်နှစ်လို့ရမှာဖြစ်တဲ့အတွက်အဲ့နှစ်လို့ရမှာဖြစ်တဲ့အတွက်ဒီ300ကကျွန်တော်နှစ်ဖြစ်ပြရပါမယ်တဲ့နှစ်ဖြစ်ပြရမယ်ဆိုရင်ကျွန်တော်ကဘာနောက်ပြည့်တဲ့ပြရမလဲ ဒီသုံးလုံးပေါင်းရင်နှစ်ပြအောင်၈နဲ့၆နဲ့ပေါင်းတော့နှလုံးပေါင်းရင်၄ရှိတယ်ကျွန်တော်တို့ကနှစ်ပြအောင်ဘာနောက်ပြီးတဲ့ပြရမလဲဒီသုံးလုံးပေါင်းရင်ကနှစ်လို့ပြရမယ်နှစ်လို့ပြရမယ်ဆိုတော့ဒီမှာ၈နဲ့၆နဲ့နှစ်ခုရှိတော့နှစ်လို့ပြရအောင်ကျွန်တော်က၈နောက်ပြီးတလုံးကိုထည့်ပြရမှာဖြစ်တယ်၈နောက်ပြီးဟုတ်ကဲ့တက်မွန်ဟုတ်ပါတယ်ခင်ဗျ၈နောက်ပြီးပါအဲ့လို၈နောက်ပြီးတော့ရကြတော့အဲ့၈နောက်ပြီးကလေးက အဲ့ရှင်းနောက်ပြီလေရတယ်ကျွန်တော်ဒီမှာကဒီနောက်ပြီနဲ့ဒီနောက်ပြီဒီနှလုံးပေါင်းကြီးကနှစ်ပါတဲ့ဒီနောက်ပြီကဒီအတေးဒီနှစ်နောက်ပြီဒီနှစ်နောက်ဒီနှလုံးပေါင်းကြီးက၄ပါတဲ့အဲ့လေးကိုလည်းတဲ့သူ့ဘွားဒီတက်နောက်ပြီနဲ့သူ့တပင်ကျော်ကဒီ၃နောက်ပြီနဲ့ဒီနှလုံးပေါင်းကြီးလည်း၄လို့ပြပြရပါမယ်ဟုတ်ပြီလေးလေးပြီးတော့ဒီ connection ကဒီနှလုံးပေါင်းကြီးက connection ကဒီနှလုံးပေါင်းကြီးက၅ပါတဲ့ အဲ့ငါ့ကိုလေသူ့အပေါ်ကနောက်ပြီးမဲ့တပင်ကျော်နောက်ပြီးနဲ့ဒီနှလုံးမောင်းကြီးကဒီနောက်ပြီးနှလုံးမောင်းကြီးကလည်းငါ့လိုဖြစ်ပြရပါမယ်လေအခုဒီ3နဲ့3နဲ့ဒီနှလုံးမောင်းကြီးက6ပါတဲ့ဒီနှလုံးမောင်းကြီး၄ဒီနှလုံးမောင်းကြီး9ဒီနှလုံးမောင်းကြီး6လို့စဉ်းညာစဉ်းလာရတဲ့အတွက်သူကဒီ1နဲ့ဒီ3နဲ့4ဒီ2နဲ့ဒီ3နဲ့လည်း9ဒီ7နဲ့ဒီ7နဲ့လည်း6လို့၄၅၆ကို၄၅၆စဉ်းညာပြင်ပြရမယ်သူလည်း7နောက်ပိတ်ပါပဲတဲ့ အဲဆိုရင်ကျွန်တော်ကဒီ1နဲ့3နဲ့နှလုံးပေါင်း4 1နဲ့3နဲ့နှလုံးပေါင်း4ဒီ6နဲ့7နဲ့နှလုံးပေါင်း4လို့ပဲချုပ်ပါရဲ့တဲ့ဟုတ်ပြီအဲဆိုရင်7နောက်ပိတ်လေးရတယ်7နောက်ပိတ်ရတော့ကျွန်တော်တို့ကထိပ်စီးဒီပုံကြည့်ရအောင်ထိပ်စီးရတလုံးကြည့်ရအောင်ဆိုတော့မေဂရုဒီနှလုံးပေါင်းညပါရမယ်ဒီနှလုံးပေါင်းညရှစ်လို့ရရှစ်လို့ရတဲ့ရှစ်ရဲ့နှက်ကတက်အဲ့တက်ကတဲ့နောက်တဲ့နံပါတ်ထိပ်စီးပါတဲ့တက်တက် ဟုတ်ပြီဒီနှလုံးပေါင်းကြီးကလည်းဘာရအောင်လဲမင်းစလို့ရှစ်လို့ပဲရရှစ်လို့ရရတဲ့ရှစ်ရနှကကတဲ့အိုက်တက်ကနှစ်ပွဲမှာထိစည်းပါတဲ့ဟုတ်ပြီအားလို့ရှင်ကျွန်တော်ဒီနှလုံးကိုဒီနှလုံးဒီနှလုံးပေါင်းကြီးကိုရတဲ့အတွက်ဒီနှလုံးပေါင်းကြီးကိုရတဲ့အတွက်ကိုရနှကက6အိုက်6ကထိစည်းပါတဲ့နှစ်ပွဲမှာဟုတ်ပြီအားလို့ရှင်ကျွန်တော်ဒီညနေပွဲမှာဒီနှလုံးပေါင်းကြီးက၄ဒီနှလုံးပေါင်းကြီး၄ဆိုတော့၄ရနှကက၄ရတဲ့အတွက်၄ရနှကက1အိုက်1က ဒီပွဲမှာထိစီးပါတယ်ဆိုတော့ကျွန်တော်ကဟုတ်ပါတယ်မနေ့ကောင်လွဲပါတယ်ခင်ဗျမနေ့ကောင်ကလွဲပါတယ်ပြီးရက်ဖောက်သွားပါတယ်ခင်ဗျကျွန်တော်ကိုင်းလာတာအဲ့ဒီကဖောက်သွားဟုတ်ကဲ့အဲ့ကြောင့်မို့ဒီတလုံးဒီနှလုံးလေးလေးရက်နှစ်ကနှစ်ထိစီးရမယ်ဆိုတော့ကျွန်တော်ကနှစ်တလုံးထိစီးမယ်28ဆိုတဲ့ကဏ္ဍနည်းတစ်ပွဲကိုစစ်နောက်ပြီးနဲ့ရရှိမှရှိဟုတ်ပြီ28ဆိုတဲ့ကဏ္ဍနည်းတစ်ပွဲဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ကဒီစစ်နောက်ပြီးမကြိုက်ဘူး ဒီရှင်းနောက်ပြုံးမကြိုက်ဘူးဆိုရင်ကျွန်တော်တို့ကဘာကနားထိုးရမလဲဘာကနားထိုးရမလဲဆိုတော့ကျွန်တော်တို့ကဒီပြန်ဆောက်ရအောင်နော်ဒီနှလုံးရှစ်ဒီနှလုံးရှစ်ကိုဒီနှလုံးရှစ်ကိုရှစ်ရနကတက်လို့ထိစည်းကြရသေချာရလက်ကြည့်တာမေးဆိုလို့ရှုပ်သွားမှာနော်ဒီနှလုံးရှစ်ကိုဒီနှလုံးရှစ်ကိုရှစ်ရနကတက်ထိလို့ကြပြီးတာလေ ျွန်တော်ဒီသုံးလုံးမောင်းညဘာရမလဲဒီသုံးလုံးမောင်းညလေးလို့ရမှာဖြစ်တယ်ဒီသုံးလုံး6.1ဒီသုံးလုံးမောင်းညလေးလို့ရမှာဖြစ်အဲ့လိုလေးလို့ရတဲ့အတွက်အတွက်သူမတက်စင်းဒီက60နှစ်နှလုံးနဲ့ဒီမနက်စေး6နှစ်နှလုံးပေါင်းကြီးက1အဲ့1နဲ့ဒီနောက်ပိတ်3နှစ်ပေါင်းကြီးကဒီ3လုံးပေါင်းကြီးကလည်း ီသုံးလုံးပေါင်းရင်၄ဖြစ်တယ်လို့တဲ့ဒီသုံးလုံးပေါင်းရင်လည်း၄ပါပဲတဲ့ဟုတ်ပြီအဲ့ဒါဆိုနောက်တစ်ပွဲမှာဒီနှလုံးပေါင်းရင်၉ဒီနှလုံးပေါင်းရင်၉၉၉ရဲ့နက္ခကိုကျွန်တော်က၆ထိပ်စုလို့ရတယ်၆ထိပ်စုလို့ရတဲ့အတွက်ကျွန်တော်ဒီသုံးလုံးပေါင်းရင်ဘာဖြစ်သွားမလဲ၁ကဲ၃ရဲ့၆ကဲဒီသုံးလုံးပေါင်းရင်၃ညလို့ပြောတာ၃ညလို့အဲ့ဒီ၃ညကိုလေတဲ့ဒီမနေ့ဇေဘရိတ်၉ရှစ်နှလုံးပေါင်းရင်ဖွင့်တယ်ဒီနောက်ပိတ်၃နဲ့ပေါင်းဒီနောက်ပိတ်၃နဲ့ပေါင်းရင်ရတယ် တုံညပါပဲဆိုတော့ကျွန်တော်ကဒီမှာပရိတ်ခွန်ရှိရအတွက်တုံညပြအောင်ကျွန်တော်က၃နောက်ပြည့်တဲ့ဒီရတယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်ကဒီမှာနှစ်ထိပ်စီဒီနှလုံးပေါင်းရင်း၄ဒီနှလုံးပေါင်းရင်း၄ကို၄ရက်နှက်နှစ်ထိပ်စီပြရမယ်ဆိုကျွန်တော်ကဒီမှာနှစ်ထိပ်ကြနှစ်ထိပ်ကြကမှဒီသုံးလုံးပေါင်းရပါပြီလေ၆လို့ပြအဲ့၆ကိုလည်းဒီမှာသူ့ဇောင်းမှာမနေ့စည်းမှာနှစ်၃ဆိုပြ၅ပြိတ်ထွက်တာအဲ့၆ကိုလည်းဒီမှာ ီပရိနဲ့ဒီနောက်ပိနဲ့6ပိရပါဆိုကျွန်တော်ကဗာနောက်ပိတက်ပြရမယ်။ဗာနောက်ပိတက်မှာဒီမှာ9ရှိတယ်နှလုံး9ရှိတယ်6ပိအောင်ကျွန်တော်ကတက်နောက်ပိကိုတက်ပြရမယ်။တက်နောက်ပိကိုတက်ပြဆိုတော့21အဲ21ဆိုတော့ကျွန်တော်တို့3ပိအဲ့လိုဖြစ်သွားတဲ့အချိန်ကမှ तू ကဒီနှလုံးရှိရှင်းတစ်ခါတက်ဒီ3လုံး4ကိုဒီပရိနဲ့ဒီနောက်ပိနဲ့4လို့တက်တဲ့စီ3နောက်ပိလို့ကြားတဲ့အချိန်မှ तू ကဒီသူ့တပင်ကျော်ကနောက်ပိနဲ့ဒီပရိနဲ့ပေါင်းကြရလဲ6ပါပဲတဲ့။ 6ပါပဲတဲ့။ဟုတ်ပြီအဆိုရင်ကျွန်တော်ကနောက်တစ်ပွဲမှာလည်းဒီနှလုံးပေါင်းရင်ကိုဒီနှလုံးပေါင်းရင်ကိုကိုယ့်ရဲ့နှက6တိရဒီနှလုံးပေါင်းရင်3ညလို့ပြလို့ဒီပရိနဲ့ဒီနောက်ပြနဲ့3ညပြရင်ခွန်တဲ့ရှိရ3နောက်ပြတဲ့ပြ။သုံးနောက်ပြ6တိသုံးနောက်63အဲ63ကသူတပင်ကျောင်းနောက်ပြီးဒီခွန်နဲ့ဒီပရိနဲ့ပေါင်းကြရလဲ6လို့ပဲပြပြရပါမယ်တဲ့ဟုတ်ပြီအားဆိုရင်ကျွန်တော်ကဒီနှလုံးလေး၄ရက်နောက်က2ထိပ်စီ2ထိပ်ကျဒီသုံးလုံးပေါင်းကြ6 ဒီကလမောင်းကြီး6လို့ဖြစ်တဲ့ကမှာဒီကလမောင်းကြီး6လို့ဖြစ်တဲ့ကမှာကျွန်တော်ကဒီပရိနဲ့ဒီနောက်ပိနဲ့6ဖြစ်ပါဒီမှာ9ရှိတော့ကျွန်တော်က1နောက်ပိကိုထည့်ပြရတယ်1နောက်ပိတော့ထည့်ရတော့1တိစီက1နောက်ပိ1 1တိဆိုတော့3ပရိကိုရအဲ့3ပရိကလည်းသူ့တပင်ကျွား3နောက်ပိနဲ့တဲ့ဒီပရိနဲ့ပေါင်းရင်လည်း6ဖြစ်ရမယ်ဆိုတော့ဒီမှာ3ရှိတဲ့အတွက်ကျွန်တော်ကပရိ3ကိုထည့်ပြရတယ်ဖြစ်တယ်အဲ့ကြောင့်မလို့ကျွန်တော်က ဒီမှာဆိုရင်ဗာရမလဲ28ကဲ27ကဲဆိုရဲကဏ္ဍလေးတစ်ခွက်ကိုရရှိမှာဖြစ်တယ်ဟုတ်ပြီ27ကဲ20ဟုတ်ပြီအဆိုရင်ဒီအပေါ်ကတော့ရှုပ်သွားပြီမင်းစလို့နောက်တက်ထိတ်စည်းလေးတစ်ခုကိုပြမယ်နောက်တက်ထိတ်စည်းလေးတစ်ခုပြမယ်ဆိုတော့ကျွန်တော်ကမင်းရဲ့ဈေးမှာဒီနှလုံးပေါင်းကြီးကဒီနှလုံးပေါင်းကြီးကဗာရမလဲရှစ်လို့ရမယ် ဟိုတွေးချလိုက်ကြာဒီ6နဲ့နင်းနဲ့ပေါင်းကြာရှစ်လို့ရအဲ့လိုနောက်တစ်ပွဲမှာလည်းဒီ1နဲ့9နဲ့ဒီနှလုံးပေါင်းကြာဘာရမလဲရှစ်လို့ရတယ်နောက်မှဒီ1နဲ့3နဲ့ဒီနှလုံးပေါင်းကြာဘာရမလဲ၄လို့ရမှာဖြစ်တယ်ရှစ်ရှစ်၄ဆိုလဲကဏ္ဍရမှာဖြစ်တယ်အဲ့ရှစ်ရှစ်၄ဆိုလဲကဏ္ဍကိုလဲကျွန်တော်တို့ကဒီ9ရဲ့ရှစ်ကတိကဒီ3နှလုံးပေါင်းကြာလဲပါပဲတဲ့ ဟုတ်ပြီနောက်ဝဲဒီ1နဲ့9နဲ့နှလုံးပေါင်းရင်း10ကိုလဲတဲ့9ရဲ့3ရဲ့6ရဲ့ဒီသုံးလုံးပေါင်းရင်း10ပါတယ်တဲ့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ကဒီ1နဲ့3နဲ့နှလုံးပေါင်းရင်း4ကိုလဲဒီသုံးလုံးက4ပြစ်ပြရပါမယ်တဲ့ဒီသုံးလုံးပေါင်းရင်း4ပြစ်ပြရမယ်ဆိုရင်ကျွန်တော်ကဘာထိတဲ့ပြရမလဲဒီသုံးလုံးပေါင်းရင်း4ပြရအောင်ဒီတော့မောင်ကြီးလေးအောင်ကျွန်တော်ကခွန်ထိတ်ကိုတည့်ပြရမှာဖြစ်တယ်။ဟုတ်ပြီခွန်ထိတ်တည့်ပြရမှာဖြစ်တယ်။အဲ့ခွန်ထိတ်ကလည်းတဲ့ ခွန်ထိတ်ကြတယ်တဲ့ကျွန်တော်ဒီ6ရက်ခွန်ရဒီ6ရက်ဒီတော်လုံးမောင်းညပါရမလဲပို့လို့ရမှာဖြစ်တယ်အဲ့ပို့လို့ရမှာဟုတ်ဒီ6ခွန်6ဒီတော်လုံးမောင်းညကိုတဲ့ဒီ6ရက်2ရက်1ရက်ဒီတော်လုံးမောင်းညလည်းကိုပါပဲတဲ့6ရက်2ရက်1ရက်ဒီတော်လုံးမောင်းညကိုပါလေနောက်ဝဲမှာဒီ3ရက်ရဒီ6ရက်ဒီ9ရက်3ရက်6 9ဒီတော်လုံးမောင်းညငါအဲ့ငါကိုတဲ့ပြ10ရက် တကယ်ရှိကယ်၆ကယ်ဒီသုံးပေါင်းညလည်း၅ပါပဲတဲ့ပြီးဆိုသေးချာလေးလိုက်ကြည့်တာတော့ရှုပ်သွားမယ်အခုအဲ့ဆိုဒီပွဲမှာလည်းဒီတကယ်ဒီတကယ်ဒီကိုရဒီသုံးပေါင်းညပါရမလဲဒီကိုမှတစ်တစ်ကိုသုံးပေါင်းညတစ်လို့ရတယ်တစ်လို့ရတဲ့အတွက်ဒီသုံးပေါင်းညဒီသုံးပေါင်းညတစ်လို့ဖြစ်ပြရမှာလေဒီမှာတစ်ရှိတယ်ဒီမှာသုံးရှိတယ်ကျွန်တော်ကတစ်ပြအောင်လဲကျွန်တော်ကခွန်ထိပ်စီကိုပဲထည့်ပြရမှာလို့ပါတယ်တဲ့ ခုနှစ်ခုနှစ်ဇီကိုထည့်ပြရမယ်ဆိုရင်ခုနှစ်က၈နောက်ဘိတ်ကိုကျွန်တော်ပြခဲ့တယ်ဒီသုံးလုံးပေါင်းရင်၅ဖြစ်လို့ဒီသုံးလုံးပေါင်းရင်၅ဒီသုံးလုံးပေါင်းရင်၆ဖြစ်လို့ဒီသုံးလုံးပေါင်းရင်၆ဒီသုံးလုံးပေါင်းရင်ဒီသုံးလုံးပေါင်းရင်၂ဖြစ်လို့ဒီသုံးလုံးပေါင်းရင်၂ပြရမယ်ဆိုကျွန်တော်က၈ဘိတ်ထည့်ပြရပါမယ်၈ဘိတ်ထည့်ပြရတော့ဒီနှလုံးပေါင်းရင်ဒီနှလုံးပေါင်းရင်၄ဒီနှလုံးပေါင်းရင်၄ ဒီနှလုံးပေါင်းခြင်း၄ဟုဒီနှလုံးပေါင်းခြင်း၄ဒီနှလုံးပေါင်းခြင်း၅ဟုဒီနှလုံးပေါင်းခြင်း၅ဒီနှလုံးပေါင်းခြင်း၆ကိုဒီနှလုံးပေါင်းခြင်း၆ပြောင်းတဲ့၈အပိတ်ပါပဲတဲ့အဲဆိုတော့88ရခဲ့တယ်ဒီမှာနှလုံးပေါင်းခြင်း၄နှလုံးပေါင်းခြင်း၅နှလုံးပေါင်းခြင်း၆လို့စီနီယာရိုက်လာခဲ့တဲ့ဒီသုံးလုံးပေါင်းခြင်း၆ဒီသုံးလုံးပေါင်းခြင်း၇ဒီသုံးလုံးပေါင်းခြင်းကျွန်တော်တို့က၈လို့ရိုက်မယ်ဆိုလေကျွန်တော်ကပရိင္ဟဟိုဒီကနောက်ထည့်ပြရမှာဖြစ်ပါရဲ့တဲ့အဲကြောင့်မလို့ဒီကခွန်ထေစီနဲ့ 98ဟုတ်ပြီ98နောက်တစ်ခုကနောက်နောက်ပိတ်ကလေးတစ်ခုကမေဆူလူခုနကကျွန်တော်ပြောခဲ့သလိုပဲဒီသုံးလုံးပေါင်းချင်းလေးလို့ရတာကဒီပရိတ်တင်းနဲ့ဒီနောက်ပိတ်ဒီနောက်ပိတ်နဲ့ဒီသုံးလုံးပေါင်းချင်းကဒီသုံးလုံးပေါင်းချင်းကလေးလို့ကြမှာကျတော့ဒီမှာတစ်စီရဲ့အတွက်၃နောက်ပိတ်ပြရတယ်ဒီမှာ၆နောက်ပိတ်ရပြီ၆နောက်ပိတ်ရဆိုဒီသုံးလုံးပေါင်းချင်း၃ညဖြစ်သွားတယ်ဒီသုံးလုံးပေါင်းချင်း၃ညဖြစ်တဲ့အတွက်ဒီမနဲ့စေးပရိတ်ဒီလုံးပေါင်းချင်း9နဲ့ ကိုရှိနှလုံးပေါင်းချင်းပုံနဲ့ဒီသုံးနှောင်းပြီးတဲ့၃ညလိုရိုက်ပြီးရမှာဖြစ်တယ်။အဲဒီမှာခွန်ရှိရတဲ့၃ညဖြစ်အောင်၃နှောင်းပြီးတဲ့ပြရတယ်။ဟုတ်ပြီအဲဆိုကျွန်တော်ကဒီမှာခွန်ထိပ်စီယူတာလေခွန်ထိပ်စီယူတာယူတော့ဒီသုံးလုံးပေါင်းညဘာဖြစ်မလဲ။ဒီသုံးလုံးပေါင်းညတက်သုံးခွန်ဒီသုံးလုံးပေါင်းညတက်လို့ဟုတ်တယ်ဗျာ။အဲကြောင့်လို့ဒီသုံးလုံးပေါင်းညတက်လို့ပြောတာဒီသုံးလုံးပေါင်းညတက်ကိုတဲ့ ဒီသုံးလုံးပေါင်းချင်းတွေ့ဖို့လေဒီဟိုနေတဲ့တက်ပြရမယ်ဒီပရိနဲ့ဒီနောက်ပြီးနဲ့တက်ပြရဆိုဒီမှာ၅ပရိစေတာတော့ကျွန်တော်ကခွန်ထိပ်စီကိုကျွန်တော်ကဘာထည့်ပြရမလဲခွန်ထိပ်စီကိုဒီမှာ၅ပရိရှိတယ်တက်ပြရအောင်ဆိုရင်6 6ဆိုရ3ပရိ3ပရိကလည်းခုနကပြောသလိုဒီကဒီကနောက်ပြီးကျတပင်ကျော်ပရိနဲ့ဒီကနောက်ပြီးနဲ့ဒီကတပင်ကျော်၄ပရိနဲ့ပေါင်းနဲ့6 ဒီနောက်ပိတ်နဲ့ဒပရင်ကျော်ကိုးပရိနဲ့ပေါင်းနဲ့6အခုဒီမှာ3နောက်ပိတ်ရှိရတဲ့6ပြည့်အောင်ဒီမှာလည်း3ပရိထည့်ပြရမှာဖြစ်တယ်အဲကြောင့်မလို့ခွန်ဒိစီနဲ့ကျွန်တော်တို့ကခွန်6ခွန်6ဆိုတဲ့ကဏ္ဍလေးနှစ်ကွက်ကိုလည်းထိုးပြရမှာဖြစ်တယ်ဟုတ်ပြီအဲဆိုရင်မိတ်ဆွေတို့ နောက်တစ်ခုကျွန်တော်ပြောပြမယ်နောက်တစ်ခုကအဲ့လိုမှမကြောက်ဘူးအဲ့လိုမှမကြောက်ဘူးဆိုရင်ကျွန်တော်ကဒီသုံးလုံးကရှင်းရှိတယ်ဒီသုံးလုံးဒီသုံးလုံးကရှင်းရှိတယ်ဒီသုံးလုံးကလည်းရှင်းရှိတယ်ဒီသုံးလုံးကနှဲ့လို့ဖြစ်တယ်ဒီသုံးလုံးရှင်းရှိတယ်ဒီသုံးလုံးကပေါင်းကျက်ရှင်းဒီသုံးလုံးပေါင်းကျက်နှဲ့အဲ့နှဲ့အဲ့ကောဒီသုံးလုံးပေါင်းကျက်ရှင်းဒီသုံးလုံး၉ရှင်းတက်ဒီသုံးလုံးပေါင်းကျက်ရှင်း၉၃၆ဒီသုံးလုံးပေါင်းရှင်းရှင်းဒီမှာရှင်းလို့ပြင်မယ်ဆိုရင် ။ဟောဒီသုံးလုံးပေါင်းယူနှစ်ကိုဒီသုံးအနှစ်လိုရိုက်မယ်ဆိုရင်ကျွန်တော်ဘာတကြီးတက်ပြရမလဲ။နားရလားကျွန်တော်ပြန်စင်းစာပြမယ်။ January ရှုပ်သွားမယ်နော်။ဒီစာလိုက်ကြည့်တာ။ဒီကနှစ်ကဲ၃ညရဲ့၆ကဲဒီသုံးလုံးပေါင်းညရဲ့၈ပါတဲ့။ဒီက၆ကဲ၁ကဲဒီ၁ကဲဒီသုံးလုံးပေါင်းညလည်း၈ပါပဲတဲ့။အခုက9ရက်နှစ်ကဒီတက်ကဒီသုံးလုံးပေါင်းကြီးကနှစ်ပါတဲ့ဒီနှစ်3 6ဒီသုံးလုံးပေါင်းကြီး10ကိုလေတဲ့9ရက်10ကတက်ကဒီသုံးလုံးပေါင်းကြီး ရဲ့၈ပါပဲတဲ့6ကဲ1ကဲ1ကဲဒီသုံးလုံးပေါင်း၈၈ကိုလေတဲ့9ရဲ့3ရဲ့6ကဲဒီသုံးလုံးပေါင်းညက်လည်း၈ပါပဲတဲ့အဲဒါဆို9ရဲ့1ကဲ1ကဲဒီသုံးလုံးပေါင်းချင်း1ကိုဒီသုံးလုံးပေါင်းညက်နှစ်ပြရမယ်ဆိုရင်ကျွန်တော်ကဘာထိတ်တဲ့ပြရမယ်ဘာထိတ်တဲ့မှာဒီမှာ1နဲ့9နဲ့ခွန်ရှိတယ်ဘာထိတ်ရမယ်အဲကြောင့်မို့ကျွန်တော်က9ထိတ်စီလေးတကူလေထည့်ပြမှာဖြစ်တယ် လိုင်းညာကြကြပါမိစုတွေကဲကဲတဲလဲလိုင်းညာကြကြပါမိစုတွေကဲကဲတဲလဲညီကံပြပါဟုတ်ပြီအားကြောင့်မလို့ကျွန်တော်58ပြိတ်သုံးနဲ့58ဆိုတဲ့ကဏ္ဍတစ်ခုကိုတက်ပြရမှာဖြစ်တယ်ပြိတ်သုံးနဲ့58တကွာကိုတက်တက်ပြရမှာဖြစ်တယ်အဲဒါ58ကျွန်တော်ကတကယ်ခုနကနောက်ပိတ်ပြခဲ့ပြီဒီမှာ9တိတ်စီယူခဲ့မယ်ဆိုရင်ဒီမှာတက်ရှိတယ်ဒီမှာ3ရက်ဒီမှာ4လို့ပြပါ4လို့ပြတဲ့အတွက်ဒီမှာပြိတ်9ရက်4လို့ပြတဲ့အတွက် 54ဆိုတဲ့ကဏ္ဍ9854ဒီကဏ္ဍ2ကွက်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ကဏ္ဍစီပေးမယ်နော်ကဏ္ဍစီပေးမယ်ဆိုရင်ကျွန်တော်ကဒီညနေမှာပါတို့ရမလဲဆိုတော့25 4နာရီ30မှာကျွန်တော်က9နဲ့ပတ်သက်လို့58 54ခွန်နဲ့ပတ်သက်ရင်ကျွန်တော်က58 86သူရကနန်းလေးနောက်ပြီးတော့ဘုရားနှစ်နဲ့ပတ်သက်ရင်27 28ဆိုတဲ့ကနန်းလေးဟုတ်ကဲ့အဲ့ဒီကနန်းလေး6ခုကိုမိတ်ဆွေတို့ကိုကျွန်တော်ချပြပေးလိုက်ပါတယ်အခုကြည်ညာကြတဲ့မိတ်ဆွေများကကြိုက်တိနေတဲ့တယ်ဆိုရင်ယူသုံးပါမကြိုက်နေတဲ့တယ်မိတ်ဆွေများပါခဲ့ရင်ကြော်သားလို့ရပါတယ်အဲ့ကြအခုကြည်နေကြတဲ့မိတ်ဆွေပေါအားလုံးပဲ စိတ်ချမ်းသာခြင်းကိုကြမ်းမခြင်းတွေပြည့်စုံနိုင်ကြပါစေလူဝဆန္ဒလက်တုံးတို့ရရှိနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါတယ်အားကြောင့်မလို့အခု9နဲ့ပတ်သက်လို့2ကွ9နဲ့ပတ်သက်တယ်လို့ပဲနှစ်နဲ့တကွ9ခွန်နဲ့ထိတ်နဲ့ကျွန်တော်ဒီကနန်းလေးလေးကိုမိတ်ဆွေတို့ကိုကျွန်တော်ချပြပြပေးလိုက်ပါတယ်အားကြောင့်မို့ဒီညနေ၄နာရီခွဲမှာမိစုတို့အောင်မြင်နိုင်ကြပါသည်လို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါရစေခင်ဗျ။ဟုတ်ကဲ့အားလုံးကိုအထူးကျေးဇူးတင်ရှိပါရစေ။ ကဲခုကြည့်နေကြတဲ့မိတ်ဆွေအားလုံးကျွန်တော်ရဲ့ like လေးကိုဒီမှာအဆုံးသတ်လိုက်ပါရစေအားလုံးသောမိတ်ဆွေတို့ကိုတယောက်တူတယောက်ချင်းစီကိုအထူးကျေးဇူးကျေးဇူးတင်ရှိပါရစေခင်ဗျအားလုံးပိုင်းတိုင်ပိုင်းပါညနေ၄နာရီထွက်စဉ်ကိုကျွန်တော်တင်ပြီးမှဖြစ်ပါတယ်အဲဒါကြောင့်၄နာရီမှပြန်ဆောင်ကြမယ်နော်